အားလုံးပဲမင်္ဂလာပါဒီနေ့ဆရာရဲ့ဗီဒီယိုမိတ်ဆွေတွေကိုဆရာကံကြမ္မာဖတ်ကြားပေးမှာကတော့ယနေ့ရဗုဒ္ဓဟူးနေ့ဖြစ်တဲ့အတွက်ဗုဒ္ဓဟူးသားသမီးအားလုံးအတွက်တပတ်စာတားတော့ဗီဒီယိုဟောစရံကိုဟောကြားပေးမှာဖြစ်ပါတယ်အရင်ဦးဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ share လုပ်ပေးတော့ပါနော် ဘုရူဇာသမီအလုံးတို့တပတ်စာ တာတော့ဘီတင်ဟောစရံဖြစ်ပါတယ်။ယနေ့က26ရက်နေ့ဖြစ်တဲ့အတွက်29 30 31 1က်2ရက်3ရက်4ရက်17လပိုင်း4ရက်နေ့ထိအောင်အကျုံးဝင်ပါတယ်နော်။ဘုရူဇာသမီမိတ်ဆွေတွေဒီချိန်မှာဆိုင်ကော်လို့ခြုံမော်ရောက်တတ်ပါတယ်နော်။ဆိုင်ကော်လို့ခြုံမော်ရောက်မယ်ရန်နာဘုံစိုက်မယ်ဗျ။ ်လုပ်ငန်းကိန်းကန်းတွေအဆင်ပြေတိုးတက်အောင်မြင်ကြီးပွားလာပါလိမ့်မယ်နော်စီးပွားရေးကတော့ရှန်းရှန်းတော့အောင်မြင်ကျော်ကြားပါလိမ့်မယ်ရခိုင်နှုန်းကလုပ်ငန်းဟောင်းတွေကိုလည်းတိုးချက်နိုင်ပါတယ်တိုးချက်ရပါလိမ့်မယ်ယခုလုပ်ငန်းသစ်တွေစတင်နိုင်တယ်ပြီးတော့လုပ်ငန်းအမှုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလည်းရှန်းရှန်းတော့အောင်မြင်ကျော်ကြားမှုတွေရရှိနိုင်ပါတယ်ဗျကိုယ်ပိုင်စီးပွားရေးသမားတွေဒီအချိန်မှာ စီးပွားရေးလုပ်ငန်းတွေကိုအင်တိုင်းအားတိုင်းတိုးချဲ့လုပ်ကိုင်တင်တဲ့အချိန်ကာလဖြစ်ပါတယ်နော်ဝန်ထမ်းတွေဖြစ်တဲ့ဆိုရင်လည်းဒီအချိန်မှာ အထက်လူကြီးရဲ့ချစ်ခင်နဲ့တဲ့မှုကိုရရှိမယ်ယာဒူးတိုးပြီးတော့နေရာကောင်းရတတ်ပါတယ်ဝင်ငွေကောင်းတဲ့နေရာတွေကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတတ်ပါတယ်နော်ဒီအချိန်မှာငွေကိုရေလို သုံးနိုင်မယ်လူကြီးတန်းကြီးတွေပေးနိုင်မယ်ဗျာနော်မိတ်ဆွေကောင်းတွေနဲ့စုံစည်းရတတ်ပါတယ် အထူးသဖြင့်လူငယ်တွေနဲ့ပတ်သက်ပြီးတော့လူငယ်တွေနဲ့စီးပွားရေးလုပ်ငန်းကိန်းကန်းတွေကိုတွဲပြီးတော့လုပ်ပါလူငယ်တွေထံကအကြံဉာဏ်ကိုယူပြီးတော့လုပ်ကင်ပါကအောင်မြင်ကြည့်ပွားတိုးတက်ပါလိမ့်မယ်နော်ဒီကလာအဲဆောနာပြောငွေနဲ့ပတ်သက်ပြီးတော့ရန်ကိုပဲကံကောင်းနေတဲ့အခြေဖြစ်တယ်ပြီးတော့ထီဆူကြီးပေါက်တာတွေချဲပေါက်တာတွေကြုံရတတ်တယ်เนาะလောင်ကစားသမားတွေလည်းဒီချိန်မှာလောင်ကစားနိုင်ပွဲတွေရရှိတတ်တယ်အမြတ်ငွေတွေများစွာ ရရှိတတ်ပါတယ်ဗျမိတ်ဆွေတွေနဲ့ပတ်သက်ပြီးတော့စိတ်နှောက်ရှက်ဖြစ်စရာလေးတွေကြုံရတတ်ပါတယ်နော်တင်ပေါ်ကောင်းတဲ့မိတ်ဆွေတွေကဒီချိန်မှာနေပါတော့ပါပြီနော်တင်ကောင်းခဲ့တဲ့လူတွေကလည်းတင်ပေါ်ကိုပြန်မကောင်းဘဲနဲ့မတိကျအောင်ဆောင်နေတတ်ကြပါတယ်ဗျအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ ပြန်ပြီးတော့အဆင်ပြေမယ်နော်အိမ်တော်ရဲ့တာယာပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ဘဝလေးကိုရရှိပိုင်ဆိုင်နိုင်လိမ့်မယ်အတူနေမိသားစုဝင်တွေရဲ့လေးစားချစ်ခင်မှုကိုရရှိပါလိမ့်မယ်ဗျတာယေသမီးရဲ့ပတ်သက်ပြီးတော့လည်းကံကောင်းပါတယ်တာသမီးလိုချင်နေတဲ့လင်မယားစုံတွဲတွေတာသမီးရရှိပါမယ်တာသမီးရှိပြီးသားမိတ်ဆွေတွေကလည်းတာသမီးကြီးတွေကိုအားကိုးအားထားပြုနိုင်ပါလိမ့်မယ်နော်တာသမီးတွေကကျေးဇူးဆက်ကြလိမ့်မယ် လူငယ်တွေအခြေအနေပတ်သက်ပြီးတော့ယခင်တော့အဆက်အသွယ်ပြတ်တောက်နေတဲ့ချစ်သူဟောင်းရီစာဟောင်းထံကအဆက်အသွယ်ပြန်လုလာပါလိမ့်မယ်နော်အခြေအနေမှာတာယာဖြောင်ဖြူးပြီးတော့မှ မင်္ဂလာပွဲကြီးကြီးကျယ်ခမ်းနားစွာကျင်းပရပါလိမ့်မယ်နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အညာလေးတွေရှိနေပါတယ်လေနဲ့ပတ်သက်တဲ့ယောဂအစာအိမ်နဲ့ပတ်သက်တဲ့ယောဂပြီးတော့မျက်စိအားနည်းတာတွေပါတယ်ခံစားတတ်ပါတယ်နော် ကံတရားကဒီအချိန်မှာတင့်ကိုမျက်နှာသာပေးနေပြီမို့လုပ်ငန်းကံကံတွေကိုစ조사ပြီးတော့လုံဆောင်ပါတင်မျောမှန်းထားတဲ့ပို့ပြီးတော့အောင်မြင်မှုတွေရရှိပါလိမ့်မယ်တန်ဖိုးကြီးရွှေငွေရတနာကြောက်တံဗရမများတွေလက်ဆောင်ရတတ်ပါတယ်ဝယ်ယူဖြစ်ပါလိမ့်မယ်နော်ပြီးတော့အိမ်သစ်တိုက်သစ်ဆောက်ဖြစ်တာတွေအိန္ဒိယထိုင်ကပြောင်းရွှေ့ရတာတွေအိမ်သစ်အိမ်တက်မင်္ဂလာပွဲတွေပြုလုပ်ရပါလိမ့်မယ်နော်တန်ဖိုးကြီးရတနာပစ္စည်းတွေဝင်လာပါလိမ့်မယ် ပြီးတော့မိမိကိုကူညီစောင့်ရှောက်ပေးမဲ့ဆရာကောင်းသမားကောင်းတွေနဲ့လေဒီကာလမှာတွေ့ရတတ်ပါတယ်နော်လူငယ်တွေပညာရေးနဲ့ပတ်သက်ပြီးတော့စာမွေးပွဲအောင်မယ်ဂုံတူးပါလိမ့်မယ်နိုင်ငံခြားခီးစဉ်တွေစီစဉ်ထားတဲ့မိတ်ဆွေတွေလည်းအောင်မြင်မှုတွေရရှိပါလိမ့်မယ်ဒီရပိုင်းတွင်းမှာအတင့်အတွက်ကံကောင်းစေတဲ့ကဏ္ဍတွေကတော့၅ကဏ္ဍ၆ကဏ္ဍဖြစ်ပါတယ်နော်ဒီ၅ကဏ္ဍ၆ကဏ္ဍပါတဲ့ကဏ္ဍတွေဟာတင့်အတွက်ကံကောင်းစေတဲ့ကဏ္ဍတွေဖြစ်ပါတယ် ီရပိုင်းတွင်းမှာကြုံတွေ့ရမယ်အရှင်မပြေမှုတွေကိုကြော်ဖြတ်နိုင်ပြီးတော့ကောင်းကျိုးမင်္ဂလာဖျားဖျားရရှိခံစားစေဖို့အတွက်ဖះရှင်ကိုရောမြတ်ကြီးဟာဗုဒ္ဓံတရဏံပန်းလှူဒန်းပြီးတော့ဆူတောင်းပေးပါနော်ဗုဒ္ဓံတရဏံပန်းမရှိတဲ့အယက်ဒေတာတွေကမိတ်ဆွေတွေကတော့ဖះရှင်ကိုရောမြတ်ကြီးဟာအင်ဂျင်ပန်းဒါမှမဟုတ်အင်ဂျင်ပွင့်အင်ဂျင်ညွတ် လှူဒန်းပြီးတော့ဆူတောင်းပေးပါနော်ခက်ခဲတွေကိုဆင်ပြေဖို့ဆူတောင်းပေးပါပြီးတော့မိမိမွေးနေ့ညမှာအိယာနေရပြောင်းရွှေ့အိပ်ပေးပါနော်အိယာနေရဆိုတာကတော့ဒီဘယ်လိုခေါ်မလဲနေရခက်ခဲရှိတဲ့မိတ်ဆွေတွေကတော့ဂရင်မောကနေဂရင်အောက်ရွှေ့ရလေရတယ်အဲဘေးကနေတဒောင်လောက်ဖြစ်ဖြစ်ရွှေ့ရလေရပါတယ်နော်အိယာနေရပြောင်းရွှေ့အိပ်ပါအခက်ခဲအားလုံးကိုကြော်ဖြတ်နိုင်ပါလိမ့်မယ်အခုဆရာ ဟောကြားပေးခဲ့တဲ့တာတော့ဘေးရင် ဟောစရံဟာမိတ်ဆွေတို့အားလုံးအတွက်အကျိုးရှိတယ်ဆိုရင် ရှားရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနေအသေးပေးပြီးတော့ share လုပ်ပေးတော့ပါရှားရဲ့ဖုန်းနံပါတ်က39956ရှားကိုဗီဒီယိုမေးခြင်းနဲ့လက္ခဏာမေးခြင်းနဲ့ရရရာစီမံလုပ်ခြင်းနဲ့မိတ်ဆွေများကရှားရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39956889858ပြီးတော့39968 34လုံး156ဖြစ်ပါတယ်เนาะတိုက်ရိုက်ဖုန်းခေါ်လိုက်ပါ